ာအွယ်အပြည့်စုံပါဖို့ပေါ့နော်အဲတက်ကြွကျိုးတွေကအစဒါလေးတွေလည်းတယောက်ချင်းစီတိုင်းမှာလိုပါတယ်ဒါပေမဲ့အဲအကောင်လုံးအပြည့်စုံပါနိုင်ဖို့တော့အတင်းနိုင်ရခင်းရင်ပါသေးတယ်ဘာလို့လဲဆိုတော့ကေစီအပစ္စည်းတွေကတကယ်စီးကြည့်လို့ပါချို့တွေရဲ့အမြင်မှာအခုချိန်ထိကပရဟိတသမားဆိုအထင်သေးတယ်။နင်တို့အမ်ဘူလန့်သမားတွေကဆိုရအနှိမ်နှိမ်နေဟာလေးရရှိနေသေးပဲဖြစ်တဲ့အတွက်အမတို့အများကြီးလဲသူတွေအလို့မခံခဲကြဘူးပေါ့နော်။ လုံးချင်စိတ်တစ်ခုကပဲသူတို့အရန်ဥဆောင်သွားတာဆိုတော့လေအဲမောင်နှမတွေရဲ့စိတ်ကတကယ်လေးစားရဲ့ချစ်ကျူတယ်ပြီးတော့ဒီလူတွေကိုတမိုးထားတယ်ရှားပါမျိုးစိတ်ပြီးပေါ့နော်တန်းရတော့တကယ်မကြတာငယ်လင်းလာနိုင်ချေရှိရဲဆိုပြီးအမပြောခဲ့တာနှစ်နှစ်နေပါလောက်ရှိပြီ နှစ်နှစ်နေပါလောက်ရှိပြီဆိုတော့အမပြောတဲ့ဟာယူတီပေတာအနေပဲပြောတာပေါ့နော်အာအမအမွေဖမ်းတဲ့သူပြပြီးတော့ကဲဆယ်ကြီးတွေအများအားလုံနေတဲ့သူပြပေါ့နော်အာမွေတွေထွက်တဲ့နှုံကအစာကွင်းဆက်အရာအစာရှာရင်မျက်စိလေလမ်းမရင်ထွက်လာတဲ့နှုံထက်လာတယ်ဒီမှာများလာတယ်ပို့ပို့များလာတယ်မွေတွေ့ရမှုနှုံများလာတယ်ဆိုလို့ရှိရင်ဒါမြေအောက်လွှာတွေရွေးရောင်းမှုဖြစ်နေလားအဲတခုခု လွဲမားနေလာပေါ့နော်ဟိုဟာတုံးတက်တယ်ဆိုတော့မွေးထွက်နှုံးကဒီလောက်များနေတယ်ဆိုရင်အမအမြဲတမ်းပြောပါတယ်ငလင်ကိုမမတို့ပြင်ဆင်တင်နေပေါ့နော်ငလင်ပြင်ဆင်တင်နေဆိုတော့အာမမတို့ဒီ TIC ပါတဲ့ဖုန်းတွေကြိုးဝဲတာငလင်နဲ့ပတ်သက်တာတွေဟိုအမြဲတမ်းပေါ့နော်လေ့ကျင့်တာတွေလုပ်တယ်ဒါမဲ့တကယ်တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျတော့ဒီလောက် giant ဖြစ်သွားပြီဆိုတော့လေပစ္စည်းတွေကမစုံဘူးအမတို့ကလည်းအဲကိုပါကူပေါ့နော်ဟိုလူနာတွေကိုအခမဲ့ကူဖို့တောင်စီဖို့တောင်မှအနိုင်နိုင်ရက်တည်ရတဲ့အသိနေဖြစ်တဲ့အတွက်အမတို့မှာ ဒီကစေးပစ္စည်းတွေဆိုရင်調査ပြီးမှစုရတာနောက်ပြီးတော့ဟိုအချို့တွေရဲ့အမြင်မှာအခုချိန်ထိကပရဟိတသမိုင်းဆိုအထင်သေးတယ်အထင်သေးတယ်အဲ့ပြနင်တို့အမ်ဘူလန့်တမားတွေကဆိုရအနှိမ်နှိမ်တဲ့ဟာလေးရရှိနေသေးပဲဖြစ်တဲ့အတွက်အမတို့အများကြီးလဲသူပြီးအလို့မခံခဲကြဘူးပေါ့နော်အမတို့ရရတဲ့လောက်လေးတွေစုတယ်အဲဒီကစေးပစ္စည်းတွေဝယ်ခဲကြရပေါ့ဥမာအတင်းတွေကအမတို့ရဲ့ network ကလေးဆိုရင်အဲသူတို့ကဘာစုငါတို့ကဘာစုမယ်ဆိုတဲ့ဟာမျိုးပေါ့တကယ်တမ်း အဲ့ဘေးရနေတခုခုပေါ့နော်တဘာဝဘေးဖြစ်လာပြီဆိုလို့ရှိရင်နေရဘေးအပိုင်းကိုတာဝန်ယူပြီးတော့လုပ်ပေးငါတို့ကဘေးအပိုင်းကိုတာဝန်ယူပါဆိုအမားဆိုလို့ရှိရင်ဒီအပူဒီ body temperature နဲ့ထောက်ပြီးတော့မှရှာဖွေတဲ့ဖုန်းလေးတွေစုတဲ့နောက်ကယ်ဆယ်ရေး Tuesday နောက်ဟိုက်ဒီပေါ့နော်ချက်ချတဲ့ဟိုကားအပြည့်အစည်းဆိုရင်ဖြတ်ချတဲ့ဟို reciprocating sorry အဲ့လိုမျိုးတွေစုတယ်နောက်တခြားအမောင်လေးတွေဆိုလို့ရှိရင် dray တွေစုရပါတော့အဲအဲ့အရာတွေကကြောက်လဲတင်း ေါင်များစွာပေးရတာဖြစ်တဲ့အတွက်အတင်းလိုက်မှလည်းမရှိဘူးဟိုမတို့လည်းငွေနိုင်ပေါ့နော်အဲ့တော့တကယ်တကယ်တမ်းဒီလိုဖြစ်တဲ့ခါကျတော့အုတ်ဒီလောက်အပြူအပြက်တွေထဲမှာဆိုတော့ဟိုထောက်မဲ့ပစ္စည်းလည်းမရှိဘူးထောက်မဲ့ပစ္စည်းလည်းမရှိသေးတာအမတို့လက်တွေပဲအကူပြီးတော့ပဲဆွဲထုတ်ရဆိုတော့လေအမတို့အထက်အများကြီးကစိမ်းမှာတပါရင့်ပြီးသားဖြစ်တဲ့အတွက်အမတို့ကဟိုမိသက်ကရှာပွေကစိမ်းဆရာတွေနဲ့ပူပေါင်းတယ်အဲအမတို့ဒါလေးလုတ်ချင်တယ်အဲဆရာတွေကဒါလုတ်တင်တယ်ပေါ့နော်ဒီလိုပူပေါင်းပြီးတော့ဟို တို့အသက်ကလေးတွေရှင်သွားဖို့အဲအဓိကဆိုရဲစိတ်နဲ့အမတို့ဘယ်လိုမျိုးကုညီဖြစ်တာပါစိတ်တန်းကြလာလို့မင်းနော်ဘာဖြစ်စီးမှမမရှိသလောက်ကိုဖြစ်နေရဆိုတော့လေဟိုကိုတိထအများကြီးလှုပ်ခွင်လဲရချင်တယ်ပေါ့နော်ကြာဟိုအမတို့တော့ဒါကိုသင်ခန်းစာယူပြီးတော့အများကြီးပို့ပြီးတော့ပြင်ဆင်ဖို့ကြိုးစားရမှာပါ။အခုလည်းငါတို့ဂန်းနေတာနေတိုင်းကြောင့်ဒီလိုအားရင်းနှီးနှီးတာကိုသူဝင်ပြီးနေတာဖြစ်ပါလေ။ ဖြစ်ရတိုင်းမှာတော့အဖြေရှိပါတယ်ဘော်ဒီဘတ်တွေရဲ့ဈေးတွေတက်သွားပါဘောเนาะအဲဆိုတော့အမတို့ကကိုဗစ်မှာအလောင်းနေအများကြီးခုခဲ့တဲ့အတွေ့အကြုံရှိရယ်ဆိုတော့ဘော်ဒီတွေအများကြီးထွက်လာတယ်ဘော်ဒီဘတ်မရှိဘူးဆိုလို့ရှိရင်အမတို့ဟိုပိတ်လို့ရတဲ့ပလတ်စတစ်အိတ်အမဲတွေနဲ့ပိတ်ပြီးတော့တိတ်နဲ့ပတ်လိုက်ရင်လည်းရတာပဲလေဒါလည်းဘော်ဒီဘတ်ပဲလေဆိုတော့ဟိုအများရန်အဖြေတခုခုရလို့ရှိမှာပါအဲ့ဒါကြောင့်အုတ်ခွဲတဲ့တူအဲအဲ့ဒီပြီးတော့ဒီ ပထမဦးဆုံးတော့ personal protective equipment ကိုခေါ်တဲ့တကူရီတုံးဟိုကောက်ွယ်ရေးပစ္စည်းပေါ့နော်အမတို့ကကွယ်လွန်သူတွေကိုဆယ်ထုတ်တဲ့နေရာမှာသူတို့ရဲ့ဂုံတိခါနဲ့အညီအဲကောက်ကောင်းလေးတချို့ရချင်တဲ့အတွက်သူတို့ရဲ့မိသားစုဝင်တွေကိုစိတ်နှစ်သိမ့်မှုလေးပေးချင်တဲ့အတွက်အမတို့က ဟာကိုကိုပြီးထုတ်တာပေါ့နော်ဒါပေမဲ့ကိုကိုရိုင်းကဒုတိယတားကောင်မဖြစ်သွားဘူးလေလို့ပြောတယ်ဒါဆိုကိုကိုရိုင်းကရောကိုယ့်ရဲ့အဖွဲတွေကဒုတိယတားကောင်မဖြစ်သွားစေဖို့အတွက်ကိုကိုရိုင်းကလည်းအနေကင်းဖို့လိုတာကို safety first လေးနော်အဲ့တော့ဒီ helmet တွေကအစားဥကောင်းကာကွယ်ဖို့နောက်ဒီအကာအကွယ်အပြည့်အစုံပါဖို့ပေါ့နော်အဲတက်ကြီးကျူးတွေကအစားဒါလေးတွေလည်းတယောက်ချင်းစီတိုင်းမှာလိုပါတယ်ဒါပေမဲ့အဲအကောင်လုံးအပြည့်အစုံပါနိုင်ဖို့တော့အတင်းနိုင်ရခင်းရင်ပါသေးတယ်ဘာလို့လဲဆိုတော့ကေစီပစ္စည်းတွေကတကယ်ဈေးကြီးလို့ပါ မတို့မြန်မာနိုင်ငံကကစေးသမားမောင်နှမတွေအားလုံးကအရန်တော်တယ်လှုပ်ရှင်စိတ်တစ်ခုကပဲသူတို့အရန်ဥဆောင်သွားတာဆိုရလေအာမောင်နှမတွေရဲ့စိတ်ကတကယ်လေးစားရဲ့ချစ်ကျူတယ်ပြီးတော့ဒီလူတွေကိုတတ်မိုးထားတယ်ရှားပါမျိုးစိတ်တွေပေါ့နော်ဒီလိုပါဥပမာပြောရရင်ဆိုတော့ဒါဆိုအမအတင်းအင်းကြီးမဟုတ်အင်းကြီးကပါတဲ့ဟာနဲ့ပေါ့နော်အခုဖြစ်ပြီးသွားမယ်ဆိုတော့ဟိုသုံးစုံလေးစုံလောက်ဟိုဘာလို့အပြော်ခီးထွက်တာမဟုတ်ဘူးဆိုတော့လေရတဲ့လောက်ထဲ့တယ်ဟိုဝစ်တယ် ပြီးွားရင်တနေ့ကဒီဖုန်နေထဲမှာလုတ်တယ်ဟိုရှော်ရမယ်ဟိုရရနှစ်ရက်လောက်မချိုးရလည်းရှိရောနော်အဲ့ဒါဆိုဟိုရရတဲ့ဟာကိုပဲအများကြီးကြီးများနေလို့မရဘူးပြီးတော့ငါတို့ကဒါကိုပြည့်စုံမှလုတ်မယ်ဆိုပြီးတော့ထိုင်ဆောင်နေခဲ့စေတမတော့မရှိတာအမှန်တရားပဲအခုကိုယ်တိုင်ထိခိုက်နိုင်ခြေရှိရင်တော့မှပဲငါထိခိုက်နိုင်ခြေရှိလို့မလုတော့ဘူးဆိုပြီးတော့လည်းမတွေးကြတဲ့သူတွေပေါ့နော်ဒါပေမဲ့ safety first ကိုတော့ဦးစားပေးပေးကြပေးမှာပေါ့နော်အဲ့တော့အမတို့ကဖြစ်စဉ်တစ်ခုတိုင်းတစ်ခုတိုင်းကိုကြည့်ပြီးတော့ ူဂျူးစားမယ်ခုကလေးတွေကိုပို့ပြီးတော့ဖြည့်ဆည်းပေးဖို့အဲသူတို့အသက်အနည်းငယ်ငယ်နဲ့ကုညီနိုင်ဖို့ပေါ့နော်ပြီးခဲ့တဲ့ရေပေးမှာဆိုရင်ကစေးသမားတွေအသက်ဆုံးခဲ့ရတာလည်းရှိတယ်ဆိုတော့ဒါမျိုးတွေမဖြစ်အောင်ပို့ပို့ပြီးတော့ဂျူးစားမယ်ပေါ့